င်္ဂလာပါအောက်ဆိုရာနေလူထူစာချုပ်လိုက်ပါတယ်မစ်ကီဖြစ်ပါတယ်ဒုံမမစ်ကီဒစ်အောက်ဆိုရာမမစ်ကီဒစ်အေးဒီနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့မိနဆောင်တို့အတွက်တန်ကောင်းစီမံရေးတရားလေးအကြောင်းပြောပြပေးချင်လို့ရောနော်ဘာအတွက်လဲဆိုတော့အင်တာဗျူးအတွက်ပြင်ဆင်နေတဲ့မိနဆောင်တို့အတွက်အင်တာဗျူးခန်းထဲမှာတန်ကောင်းစီမံရေးတရားအဆောင်လေးတွေပဲဖြစ်ပါတယ်အဲ့တော့ဗာလေးဖြစ်မယ်ဆိုတော့ဒီဒီကြည့်လိုက်အောင်ဟဲ့အဲနံပါတ်1ရေရအဆောင်လေးကတော့ ဘာသာစကားကျွမ်းကျင်မှုလို့ခေါ်ပါတယ်။ဟုတ်ပါတယ်။ဘာသာစကားကျွမ်းကျင်မှုဆိုတဲ့ခေါင်းစဉ်အောင်မှာကိုက level မြင့်နဲ့တရားတွေစကားလုံးတွေသုံးမှတ်ရင်လို့မဟုတ်ပါဘူး။တစ်ဖက်လူပြောတဲ့စကားတစ်ဖက်လူမေးတဲ့မေးခွန်းကောင်းကောင်းကြီးနားလည်ပြီးတော့ကိုဘက်ကနေလည်းမေးခွန်းနဲ့ကိုက်ညီတဲ့အဖြေတစ်ဖက်လူကိုနားလည်လို့ရအောင်ပြောနိုင်တယ်ဆိုလို့ရှိရင်ဒီဘာသာစကားကျွမ်းကျင်မှုဆိုတဲ့ရည်ရအောင်လေးရအကျိုးတရားမှုရှိပါတယ်။ဟဲ့အဲမိဘမေမိဘမေကတော့အပြုံး ချိုတာတဲ့မျက်နှာရှင်ပြတဲ့မျက်နှာလေးဖြစ်ပါတယ်။အစက္ကမလက်ကြီးပြုံးနေဘူးကတော့နည်းနည်းလေးမတက်မတာဖြစ်ရတယ်ပေါ့နော်။အဲသူ့အချိန်ခါနဲ့သူ့အချိန်နဲ့အတူပြုံးမယ်။ဒီကျန်တဲ့အချိန်မှာတော့ဒီရှင်တဲ့မျက်နှာလေးမျက်နှာလေးကပြုံးရှင်ရှင်လေးဖြစ်နေမယ်ဆိုလို့ရှိရင်တော့ကိုယ်ကိုကံကောင်းစေမှာပဲဖြစ်ပါတယ်။ဟုတ်အဲဆမ်ဘာမေဘယုံကြည်မှုမိမိကိုယ်ကိုယုံကြည်မှုဆိုတဲ့အဆောင်လေးပါအဲမိမိကိုယ်ကိုယုံကြည်မှုဆိုတဲ့ဒီ ကြည်ရှင်းရှိမယ်ဆိုလို့ရှင်ပဲနေရမှာမဆိုဘသူမဆိုသဘောကျတယ်ပေါ့နော်။အဲကြောင့်မလို့အင်တာဗျူးဖြေတဲ့အခါမှာကိုကကိုကကိုယုံကြည်မှုရှိရှိနဲ့ချိန်ရပါမယ်။ယုံကြည်မှုရှိတဲ့ပုံစံပေါက်နေရပါမယ်။ဟုတ်။အဲနံပါတ်၄ယုံတမ်းမေပါ။နံပါတ်၄တွေကတော့တက်ကြွမှုဟုတ်တက်တက်ကြွကြွဖြစ်တဲ့ဖြစ်နေရမယ်ပေါ့နော်။ကိုယ့်ရဲ့ဖြေတဲ့ပုံစံကိုယ့်ရဲ့ပုံစံကအတိတ်ဖြစ်နေရမယ်။ကိုကိုယ်လည်းတက်ကြွရလို့ဆိုလို့ရှိရင်သဘောကျတယ်ဟုတ်။ ဲ့တော့တက်ကြွမှုဆိုတဲ့ရည်ရည်အဆောင်လေးကိုလည်းမမေ့ပါနဲ့လို့ဟဲ့နောက်တစ်ခု5番ကြည်လင်ပြတ်သားသောအတန်ဟုတ်ပါတယ်ကြည်ကြည်လင်လင်ပြတ်ပြတ်သားသားဖြစ်နေရပါမယ်ကိုအတန်ကတစ်ဖက်လူကတိချာလေးကြားရပြီးတော့ဘာကိုပြောနေလဲဆိုတာကိုကောင်းကောင်းရင်နားလည်အောင်လို့အတန်ကိုကြည်ကြည်လင်လင်ပြောပြရပါမယ်အမူလကလေးကအတန်တိုးတာတော့အဲမူလကလေးကနည်းနည်းလေးရောပြီးတော့စကားပြောရင်လေလုံးတက်တာလို့ရှိတယ်ဆိုလို့ရှိရင်လည်းဒါကပြစ်ချက်တော့မဟုတ်ပါဘူး ို့ပေမဲ့အတက်နိုင်ဆုံးကြည်ကြည်လင်လင်ပြည့်ပြည့်တသားလေးပြောပြမိဆိုလို့ရှိရင်တော့ကိုကိုအင်တာဗျူးခန်းထဲမှာကန်ကောင်းစေမှာပဲဖြစ်ပါတယ်။ဟုတ်။အဲစကီနိုလကူဘန်ကအဲတော့ကွန်မြူနီကေးရှင်းကောင်းမှုအဲတုံ့ပြန်မှုကောင်းမှုဆိုတဲ့အချက်လေးပဲဖြစ်ပါတယ်။အတဖက်လူကိုကိုကလည်းနားလည်လိုက်ရင်နားလည်လိုက်ကြအောင်နားမလည်လိုက်ရင်နားမလည်လိုက်ကြအောင်အဲထားလိုက်ပါတော့သူပြောလိုက်တဲ့သူမေးလိုက်တဲ့မေးခွန်းကကိုနားမလည်တဲ့တရားတွေ များနေတယ်ပါနေလို့နားမလည်လိုက်ဘူးဆိုလို့ရှိရင်လည်းအခန်းတန်တန်ညီဟုံးကိုလည်းအငငယ်တက်ရှိမတ်တစ်ဖက်နဲ့သွားပြီးတော့ connect အမြဲလုပ်နေရမယ်ပေါ့နော်ဟုတ်ဆိုတော့ဒီတုံ့ပြန်မှုကောင်းမှုမှု communication ကောင်းမှုမှုဆိုတဲ့ရည်ရအဆောင်လေးရလည်းအမြဲတမ်းအိတ်ကက်ထဲမှာစောင့်ထားမယ်အဆောင်လေးတစ်ခုဖြစ်ပါတယ်ဟုတ်အဲစကီးကเออตัว eye contact eye contact ဟုတ်ပါတယ်ဒီ online ကပဲ interview ခံရသည်ဖြစ်စေဒီအပြင်မှာပဲ အင်တာဗျူးတွေဖြစ်စီပေါ့နော်တစ်ဖက်ကအင်တာဗျူးတဲ့လူကိုအိုင်ကွန်တက်ကောင်းကောင်းယူပြီးတော့ဖြေဆိုပါဒါဆိုလို့ရှိရင်လည်းအင်တာဗျူးကနေမှာကိုယ်ကံကောင်းစီမှာပဲဖြစ်ပါတယ်ဟုတ်နောက်တစ်ချက်လေးကတော့မန်နာကောင်းမွန်မှုဟုတ်ပါတယ်အဲအလုပ်ခွင်ထဲမှာလည်းအလုပ်ခွင်ထဲမှာအလျောက်အင်တာဗျူးကနေမှာလည်းအင်တာဗျူးကနေမှာလည်းအလျောက်လိုက်နာမဲ့မန်နာတွေရှိတယ်ပေါ့နော်အဲတော့ကိုကိုတိုင်းအင်တာဗျူးကနေမှာရှိတင်ရှိတိုက်တဲ့မန်နာတွေကိုတေချာလေးလေးလာမယ်လေ့လာပြီးလို့ရှင်ကိုနေဟန်တာထိုင်တဲ့ပုံစံ အဝင်မှာနှုတ်ဆက်တဲ့ပုံစံအထွက်မှာနှုတ်ဆက်တဲ့ပုံစံဒါလေးတခြားလေးလေ့ကျင့်ပြီးတော့မန္တာကောင်းမှုမှုဆိုတဲ့အဆောင်လေးကိုလည်းစောင့်ထားမယ်နော်ဟဲ့အဲစိုက်ဖို့ဂျူဘာဝပုံမှန်တင်ပြလို့ခေါ်ပါတယ်ဟုတ်ပါတယ်ပုံမှန်တင်ပြဆိုတဲ့အခါမှာကိုယ့်ရဲ့ဒါကသပင်တို့မိတ်ကပ်တို့ယောက်ျားလေးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အဲနှကမ်းမွေမုတ်ဆိတ်မွေတွေကိုတန်တန်ရှင်းရှင်းလေးထားဖို့ဒါလေးပေါ့နော်အဲ့တော့ ရာခိုင်နှုန်းအနေနဲ့အကြံပြုပြောမယ်ဆိုလို့ရှိရင်တော့ဆယ်ရာခိုင်နှုန်းမှာ1% 2%လောက်ကတော့ပုံမှန်သွေးမြင့်လေးကတောင်းတနေရာနဲ့အရေးပါတယ်ပေါ့နော်။အကြည့်လိုက်လို့ရှိရင်တက်တက်ရှည်ရှည်လေးနဲ့ကြည့်လိုက်လို့ရှိရင်လို့ရှိရင်အာသူတူကိုသူ view site တာပဲ။ဒေချာလေးပြင်ပြင်ဆင်ရှိတာပဲဆိုရက်ပုံစံလေးရှိမယ်ဆိုလို့ရှိရင်လည်းကိုကို interview ခန်းထဲမှာအမှန်ရစေမယ်၊ကန်ကောင်းစေမယ်အဆောင်လေးတစ်ခုပဲဖြစ်ပါလေ။ဟုတ်။အဲတော့အတော့ကနန္ဒာ忘れた。 ちょっと見てみるね。あ、ちっちゃぴゃったびろ。てぴちゃちゃ編成たれあぴば。はい、え、ぶどもそインタビューもぴえけの。だ見ないよめ名文例でしゃびろ。あぴで編成たまば。ま、編成見てからまれ。အထက်ထက်ခါကပြန်စစ်ဆေးပါမိခုနဲ့အဖြေနဲ့ kait ညီရလားအဲပြီးလို့ရှင်အဖြေကရှည်ပြီးတော့လူရင်းကိုမရောက်ပဲဖြစ်နေတတ်တာလေလားပေါ့နော်အဲ့တော့ကိုယ့်ရဲ့အဖြေကတစ်ဖက်လူနားထောင်လိုက်တာနဲ့ ဒါကြောင့်မလို့သူဂျပန်မှာအလုပ်လုပ်မှာ哦။哦ဒါကြောင့်မလို့သူဂျပန်ကစတင်လေ့လာခဲ့တာ哦။အဲဒါကြောင့်မလို့သူဒီအလုပ်ကိုရွေးချယ်ခဲ့တာ哦။ကိုယ့်ရဲ့အဖြေကိုကြားလိုက်တာနဲ့တစ်ဖက်လူကနားလေသွားအောင်လို့ point တွေတည်တည်ချာချာပါရပါမယ်။ဒါကြောင့်မလို့တိကျပေကြပြီးပြက်သားသောအဖြေဆိုတဲ့အဆောင်လေးကလည်းအိတ်ကထဲမှာထည့်သွားရမယ်နော်။ဟဲ့ဆိုတော့ဒီဆောင်လေးတွေဒါဆောင်သွားမယ်ဆိုရင်တော့ဒေချာပေါက်ကိုကန်ကောင်းပြီးတော့ ကိုကိုအောင်မြင်မှုရခိုင်တော့တိုးပွားစေမဲ့ရည်ရာဆောင်လေးပဲဖြစ်ပါတယ်။အဲ့တော့ကိုမရောအခုချိန်မှာဗျာလေးရှိနေပြီလေ။ဗဲဆောင်လေးရောလိုအပ်နေတယ်လို့ဆိုတာ comment ပေါ်မှာပြောခဲ့ပြပါအောင်နော်။ဟိတ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။တက္ကာ